โอเคအလုံးမင်းမင်းကပါအဲ့တော့ဒီတမိုင်းကတော့ဒီမကဒီလုပ်ငန်းရှင်တွေပဲကပါတော့ပန်းရှင်ဘက်ကနေဘလို့ accounting software ကိုရွေးတင်တလေပေါ့နော်အဲ့တော့ accounting software လို့ပြောရင်အဲကျမတို့ကပေါ့နော်ဒီအပြင်လူအနေနဲ့ဆိုရင်တိတ်ပြီးတော့မှမကွဲတာဒီ POS နဲ့ accounting software နဲ့ပေါ့ ဲ့တော့ POS ဆိုတော့ကျမတို့အများစုပေါ့နော်အစူပါမတ်တွေမီနီမတ်တွေမှာထုံကြရေပေါ့သူကကြတော့သူမှရောင်းတာရေဝေတာရေကုလက်ချင်ရေပဲဆက်လို့ရရေပေါ့အဲ့တော့တကယ်လို့ကျမတို့ကအဲ့လောက်အတိုင်းတာဒီပဲထားမယ်ပေါ့နော်အဲ့ဥမာမီနီမတ်ဖွင့်တာတွေနော်တရက်ကိုဝေလိုက်တဲ့အပမာဏတွေရောင်းလိုက်တာတွေကုလက်ချင်တွေလောက်ပဲတည်ကျင်နေဆိုရင်တော့သူက POS နဲ့အဆင်ပြေတယ်ပေါ့ ။ဒါပေမဲ့ POS မှာတော့ကျွန်တော်တို့ကဒီ accounting နဲ့ဆိုင်တဲ့ချက်တခြားတော့အလားအလီတော့ကျွန်တော်တို့ကထည့်လို့မရဘူးပေါ့။နောက်ဥမာ depreciation တွက်တာပေါ့။နောက်တန်ဖိုးဆိုတာ၄ပြီးရင်ကျွန်တော်တို့ဒီကုန်ကျစရိတ်တွေအတွက် နောက်ကြိုတင်ပေးတာတို့ပြီးရင်ကျန်တာတို့အဲ့လို adjustment ကိစ္စတွေတော့ကျွန်တော်တို့ကဒီ POS မှာလုပ်လို့မရအောင်အဲ့တော့ BOS မှာဒီတချို့မှာတော့သူကဘာလို့ပါလဲဆိုရင် cash flow တော့ပါတယ် အဲ့တော့လက်ငင်ပေါ့နော်ပတ်စံအဝင်အထွက်ကိုတော့ကျမတို့ကမှတ်လို့ရတယ်ဒါပေမဲ့အဲ့ပတ်စံပေးလိုက်တဲ့ဟာတကူပြင်ပြီးတော့မှ adjustment လုပ်ချင်တော့သူကမရတော့ဥမာပေါ့နော်အဲကျမတို့ကဆိုင်ကန်ကပေးလိုက်တယ်တလောက်ကို70သိန်းနဲ့ပေါ့နော်360ပေးလိုက်တယ်အဲ့တော့ အဒီနေမှာပေါ့နော်နိုနိုဘမ်ဘာ10ရက်နေ့မှာကျမတို့က360ပြလိုက်တယ်ပေါ့အဲ့တော့ cash bond မှာတော့360အဲထွက်လိုက်မယ် POS တဲ့မှာ POS က cash bond အောက်မှာလဲကျမတို့ထည့်လို့ရတယ်ပေါ့ဒါဒီ cash အရသွားတော့ပေါ့ဒါပေမဲ့ account ထဲမှာတထင်ကြတော့ကျမတို့ကအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ဒါ account ဘက်ကလူတွေကတော့လူတိုင်းနားလေ ဲ့တော့တင်း60ပြီးလိုက်တယ်ဆိုတော့ကျမတို့ကတလားစာမို့သူက6လားစာပြီးလိုက်တာပေါ့အဲ့တော့ကျမတို့ကစီးရင်ထဲမှာတလားကျင်းစီရဲ့အရှုံးမြတ်ကို တွေ့တဲ့အခါကျရင်တော့တလားကိုစေတင်စေတင်အဲ့လိုထဲဝါမှာပေါ့နောက်ဥမာနိုဗ ెంబ ာနေ့ပြီးလိုက်တယ်နိုဗ ెంబ ာနေ့6လားစာလို့ပြောရင်ကျမတို့ကနိုဗ ెంబ ာမှာစေတင်ဒီဇင်ဘာစေတင်ဇန်နဝါရီစေတင်စသဖြင့်အဲ့လိုမျိုးခွဲပြီးထဲဝါပေါ့နောက်အဲ့ဒီကိုတော့ကျမတို့က adjustment လုပ်တယ်လို့ခေါ်တာပေါ့ ဲ့လို adjustment လုပ်တဲ့ကိစ္စကြတော့သူကဒီ POS software မှာတုံးလို့မရတော့ဘူးပေါ့အဲ့တော့ တခုပေါ်တော့လုပ်ငန်းရှင်ဘက်ကနေစစရမှာ POS လောက်ပဲအော်ဒီအယောင်ဝယ်ကိစ္စနဲ့ inventory လောက်ပဲထိမလားတမောင်းမွေအရှုံးမြတ်ပေါ်တော့လုံးဝအရှုံးမြတ်ကိုညက်ထွက်တဲ့အထိပေါ်တော့တလအတွက်အတည်းနဲ့အရှုံးမြတ်ဘလောက်အထိရဘလောက်ရတယ်လဲဆိုတာအထိတွေ့ချင်းသလားအဲ့တခုလေးစစရမှာပေါ့အော်ဒီတကယ်ညက်ထွက်တဲ့အထိเออซอมเนี่ยดิเลเจนชันดิถั่วเดอะทีตั้วมั้ยส่วนเนาะจมารัวอะกาวนี้ซอฟต์แวร์ต้มมายามมาบ่

နောက်တချို့ကလည်းဘလို့တုံးလဲဆို POS တုံးနေပေါ့နောက် POS တုံးနေကြံနေတပိုင်းကို POS ကနေကျမတို့က cross ပေါ့အကြံပြည့်အမြဲရလာအဲရလာတဲ့အကြံပြည့်အမြဲကိုမှသူကအိဇာနဲ့တွေ့ပြီးတော့မှနော်အိဇာဘက်မှာတော့ကျန်တဲ့ဒီအရှုံးမြတ်ကိုထည့်လိုက်တာပေါ့ expanding income တွေထည့်ပြီးတော့မှဒီ net profit ရောက်ပြင်ပြီးတော့မှဆွဲလိုက်တာပေါ့တော့အဲ့လိုလုပ်မလားပေါ့နော် POS နဲ့အိဇာနဲ့တွေ့ပြီးတော့မှသုံးမလားဒါမှမဟုတ်လေအိဇာနဲ့ပဲ ယ် format ချပြီးတော့မှသုံးမလားပေါ့နော် isn't နဲ့လည်းတော်တော်များများသုံးကြပါတယ်နော်တချို့လုပ်ငန်းရှင်တွေက software မဝယ်ချစ်ဘူးပေါ့နော် software မဝယ်ချစ်ဘူးဆိုရင်ကျမတို့က isn't မှာပေါ့နော်ဒီ software မှာထွက်တဲ့အတိုင်းထွက်အောင်ပေါ့အဲ example formula တွေပြီးပြီးတော့မှ link တွေချိန်ပြီးတော့မှဒီအရှုံးမြတ်နဲ့ lecture ရှင်းနဲ့ရအောင်ဆွဲဆွဲထားပြီးရပါတော့အဲ့တော့တချို့လဲဟို ဒီဘက်ကလုပ်ငန်းရှင်ဘက်ကပဲဖြစ်ဖြစ်ခံထားတဲ့အကောင့်တန်တွေဘက်ဘက်ကပဲဖြစ်ဖြစ်တော့တချို့မလုပ်တတ်ဘူးဆိုလဲကျမတို့ကအဲ့လို service လုပ်ပြီးတဲ့ဆရာကြီးဆရာမကြီးလည်းရှိပါတယ်အဲ့လိုမျိုးအဲ့လိုလည်းရပါတော့ကိုကကိုလုပ်ငန်းရဲ့တဘာဝကိုပြပြကိုကဘယ်လို report ဒီလိုချင်တယ်လဲအဲ့ဆိုသူက isr နဲ့ format ချပြီးတော့မှဒီ ready made format လုပ်ပြီးလိုက်တာပေါ့အဲ့ဆိုရင်တုံးတဲ့လူအနေနဲ့လည်း တိတ်ကြီးအခက်အခဲမရှိတော့ဘောနော် data entry တဘောလောက်ပဲဖြစ်သွားဘူး။နော်အခုလိုလိုချင်တဲ့ report ဖြစ်ရအောင်သူတို့က abc လောက်ထားပြီးသားအဲ့တော့ထည့်တဲ့လူအနေနဲ့ကြတော့ဟိုစီရင်တဘောကို ang နာမလဲလဲထည့်လို့တော့ရတော့ရပါတယ်ဗော။ညတခုဘောနော်နောက်တစ်ခါကျတော့ accounting software တုံးမယ်။နော် accounting software တုံးမယ်ဆိုလဲကျမတို့က software တွေကအများကြီးရှိတာဗောနော်။ အဲ့တော့ဒီပတ်သက်ပြီးရတဲ့ lesson version တွေလည်းရှိရယ် free version တွေလည်းရှိရယ်ပေါ့အဲအများဆုံးကျမတို့အပြင်မှာတုံးကြတာအမနော MOUB တုံးကြတယ်နောက်တစ်ခုတချို့တော့ဖွဲ့စီတွေမှာတော့ quick book တွေတုံးတယ် ကိုပေါ်ကတော့ဒီပဲစီပေါ်ရေးလုပ်ငန်းမှလည်းသုံးပါတယ်ဒီအဖွဲ့အစည်းတွေမှလည်းသုံးကြတယ်ပေါ့နော်ကိုပုတ်ရှိတယ်ပေးစထရီရှိရယ်နောက်ဇီရိုတို့ SQL တို့အများကြီးပေါ့နော်အခုတော့ပဲဆို O2 ပေါ့အဲ့တော့ accounting software တွေကတော့အများကြီးပဲအဲ့တော့ကျွန်တော်တို့ကဘာချိန်ရလဲဆိုရင်ကိုလုပ်ငန်းရဲ့တဘာဝနဲ့ဒီ software ကလုံနိုင်တဲ့အတိုင်းအတာနဲ့အဲ့ဒီပြန်ပြီးတော့မှချိန်ရပေါ့အဲ့တခုရှိရပေါ့နော်အဲ့တော့တစ်ခါကြရင် အဲပြောကြတယ်ပေါ့နော်ဟို software တုံးလိုက်တော့မှအဲပို့ပြီးတော့မှဟိုအမအရွယ်နေဖြစ်လာတယ်အဲ့လိုမျိုးပေါ့အဲတခါတည်းကျရင်ဟိုလုပ်ငန်းတစ်ပတ်ဝန်းနဲ့ရွှေလိုက်တဲ့ software တွေကတိတ်ပြီးတော့မှမကိုက်တာလည်းဖြစ်တယ် အဲလုံးဝပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းနဲ့လုံးဝကွက်တီကိုလုပ်ငန်းကအဲဒီမှာလုပ်ငန်းရဲ့သဘောတဘာဝကိုနိုင်ကအဲဆုပ်ထွေးရပေါ့နော်အဲနည်းနည်းဆုပ်ထွေးတယ်ဒီ ready made ရှိတာတဲ့ software တွေနဲ့အဆင်မပြေဘူးဆိုရင်တော့အကောင်းဆုံးကတော့ customize app ပေါ့နော်ဒီ programming programmer တွေပေါ့နော်ကိုယ်ဆိုင်အတွက်ကိုယ်လုပ်ငန်းအတွက်တည်တဲ့ software အတားမျိုးပေါ့အဲအဲ့လိုမျိုးဆိုရင်တော့ကျမတို့ကလုံးဝလိုချင်တာနဲ့ကွက်တီရမှာပေါ့ တော့ကုန်ကျစရာတော့ cost တော့ပိုတော့ညာဝမှာပေါ့နော်အဲကျတော့လုံးဝ customize ဖြစ်သွားတယ်အဲအဲ့လိုပါတကူပေါ့နော်ဒါတော့ကုလုပ်ငန်ကလုပ်ငန်လေးကြီးတယ်လုပ်ငန်လေးရှုပ်ထွေးတယ်ပေါ့နော်ရှုပ်ထွေးတယ် ready made ရှိတဲ့ software တွေနဲ့လေတုံလို့အဆင်မပြေဆိုတော့ကျမတို့က customize software app ပေါ့နော်အဲအဲ့တကူပေါ့အဲနောက်တစ်ခုကကျတော့တချို့ software ကကျတော့ဟို ယူဇာနဲ့လည်းဆိုင်တယ်ပေါ့နော်တခါကျရင်အဒီဆော့ဖ်ဝဲအဆင်မပြေဘူးဆိုဟိုတုံးမဲ့အကောင့်တန်ကဘယ်လောက်ထိနားလေတလေကျွမ်းကျင်တလေဆိုတာပုံမှန်လေးမူတည်ပေါ့အဲအဲ့တခုတော့ရှိရပေါ့နော်တခါကျရင်ယူဇာတွေကအဲလုပ်ငန်းရှင်ဘက်ကတင်နေဟာဆော့ဖ်ဝဲဝယ်လိုက်တဲ့တုံးလို့အဆင်မပြေဘူးဆိုအဲ့တော့တုံးမဲ့ဒီအကောင့်တန်ဘက်ကအနေနဲ့လေသူကဒီအကောင့်ဒီ concept ကို နားလေးဖို့လိုတယ်။နောက် software ကိုသူကျွမ်းကျင်ချင်းချင်းပေါ့နော် software ရေလုပ်လို့ရတဲ့အတိုင်းအတာအလုံးသူနားလေးဖို့လိုတယ်။နောက်တစ်ခါကျဒီလုပ်ငန်းရဲ့တဘာဝကိုနားလေးဖို့လိုတယ်။အဲ့တုံးကစုံတော့မှပဲကျွန်မတို့ကဒီ software ကိုသုံးလို့အဆင်ပြေတာဒီ punch back ကလိုချင်တဲ့ report ကိုဟိုချက်ချင်းရလာတာအတမျိုးဖြစ်လာတာပေါ့။အဲတခါတည်းမပြည့်လဲဆိုရင်အဲတုံးတဲ့အကောင့်တဲ့အနေနဲ့အဲသူပါတော့ software လေးနားလေးတွေ အဲ theory လည်းရတယ်ပေါ့ဒါပေမဲ့လုပ်ငန်းရဲ့အခုမှလုပ်ဒီလုပ်ငန်းတွေဝင်လာတယ်ဆိုတော့ဒီလုပ်ငန်းရဲ့တဘာဝသိပြီးမှနာမလဲ啊တမျိုးကြောင့်လည်းဖြစ်နိုင်တယ်အဲ့တော့သုံးမဲ့ user တွေပေါ့နော် user အနေနဲ့လည်းအဲ user ကိုလည်းဒီမှာကအချက်ပြုတင်တာပေါ့နော်အဲ့သုံးခုပြိုင်ပါပဲကျမတို့ကအလုပ်ဖြစ်တာပေါ့နော်အဲ့တခုပေါ့ အဲ့တော့ပိုင်းရှင်အနေနဲ့လည်းတစ်ခါကြရင်အဲဘာဖြစ်တာလဲဆိုတော့ software တော့ကျမတို့ကကောင်းကောင်းတော့ဝင်တာလေကုန်ကြစည်တွေလည်းအများကြီးပြီးပြီးဝင်တာပေါ့ဒါပေမဲ့တစ်ခါကြရင်ဟို accountant ကိုပေါ့နော်တကယ် professional ဖြစ်တဲ့ accountant ကိုမခန့်ချင်မခန့်ချင်ဆိုတော့ဟိုလစာမြင်များမပေးချင်လို့ပေါ့အဲ့ဒါကြတော့ဟို fresh graduate ကလေးတွေခန့်လိုက်တယ် အဲ့တော့သူတို့အနေနဲ့ကျတော့ဘာဖြစ်လဲဆိုရင် theory ရတော့ဒီသူတို့မှာ voice experience တင်နေရပြီးအခုမှစောင့်ဝင်လာတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့လုပ်ငန်းရဲ့တဘာဝတူအနားမလဲအဲ့ဒါကြတော့ software ကတုံးလို့အဆင်မပြေဘူး။နောက် software မှာကိုလိုချင်တယ်လို့မဖြစ်လောက်ဆိုအဲ့တော့ patch ဘက်ကလည်းအလုံးမြင်လာတော့ဘူး။အဲ့တော့ကြိုးချင်တာအဲ့တုံးဘူးစုံဘူးလို့ပဲပေါ့နော်။အဲသူရဲ့ နော်ဒီ accounting ကိုစနားလေနားလေမှုရဲ့ဒါ software ကိုကျွမ်းကျင်မှု ပြီးရကိုယ့်ရဲ့လုပ်ငန်းသဘောဝါကိုလည်းသူကဘယ်လောက်ထိနားလေတလေအဲသုံးခုစလုံးစုံမပဲကျွန်တော်တို့ကအဆင်ပြေရဖို့ အဲ့ဒါကြာတော့ခုအဲ့တော့ဆော့ဖ်ဝဲတွေကိုဘယ်လိုရွေးမလဲပေါ့နော်အဲ့တော့အချက်မြင်ကတော့ကျမတို့အရှင်မပြောခဲ့သလို POS တုံးမလား accounting software အပြည့်တုံးမလားပေါ့အဲ့တော့ accounting software ဆိုလဲအဲအများကြီးရှိတာပေါ့နော်အဲ့ဒီမှာတချို့တော့ software တွေဆိုရင်ကျမတို့အလုံးဝ lifetime ပေါ့နော် lifetime ရတယ်လုံးဝ free ရတယ် software တွေလည်းရှိတယ်ပေါ့အဲ့တော့ လုပ်ငန်းတည်တည်အတွက်ဆိုတော့အဆင်ပြေပါတယ်ဒီမှာလည်းအဲ့လို software နဲ့သုံးထားတဲ့လုပ်ငန်းတွေရှိတယ်ဟိုကျွန်မကြည့်ပြီးနေတဲ့လုပ်ငန်းတွေအပွဲစီတွေရှိရပေါ့အဲ့တော့ ချင်းချင်းရမှာပေါ့နော်ကျမတို့ကအာ free ရရတယ်မှန်တယ် free ရရတယ် live တက်လည်းရရတယ်ဒါပေမဲ့ software ကတော့တခုကတော့ဘာလဲဆိုတော့သူက user ခွဲလို့မရအောင် user ဒီ one user ပဲရအဲ့တော့ user ကိုကျမတို့ကအာတယောက်တစ်ပို့ပြီးတော့မှသုံးမယ်ဆိုတော့သူ lesson version ပေါ့နော်ဝင်မှရမှာပေါ့တကယ်လို့ one user ပဲသုံးနေဆိုရင်တော့သူက lifetime လည်းရတယ်အဲ့လောက inspire ဖြစ်သွားတာမျိုးလည်းမရှိဘူးပေါ့နော်အဲ တော်တော်လေးလေဟိုအတိုင်းတတစ်ခုတည်းလေအဆင်ပြေတယ်ပေါ့အဲ့တော့ကျွန်မနေနဲ့ပြောချင်တာကဟို software ရလေဟိုတိန်ပေါ့နော်အများကြီးမှဆိုရင်အများဆိုအနည်းဆုံးဒေါ်လာဒေါ်လာ1500 2000 3000အဲ့တော့တော့ရှိကြတော့ပေါ့အဲ့တော့မြန်မာဝင်နဲ့တွက်လိုက်အနည်းဆုံး360 90လောက်ဒီရှိကြတယ်ပေါ့ နေပြီးတခြားတော့အလို customize software တွေလည်းအဲ customize software တော့ကျွန်မမြင်တာတော့ဒီလုပ်ငန်းရဲ့ရှုပ်ထွေးတဲ့ပုံမူတည်ပြီးတော့မှတော့ယူကြမဲ့တဲ့နော်အဲ့လိုမျိုးတွေလည်းရှိတဲ့တမမွေဟလာ agent နဲ့ပဲချုပ်မလားနော် free ရတဲ့ software ကိုလည်းအဲစံချီပေါ်တော့အဲစံချီကိုလုံးငန်းနဲ့လေကြိုက်တယ်ဆိုရင်တော့ဒါတုံးလို့အဆင်ပြေတာပါပဲသူကလုံးဝ free ပေးတာတယ် lifetime လည်းပေးတာတယ်ပေါ့တော့ အဲ့တော့ပြောချင်တာဟိုပတ်စံအများကြီးကိုမအကောင့်ရဲ့ software ကိုတုံလို့ရတာမျိုးမဟုတ်ဘူးပေါ့နော်အဲနောက်တစ်ခါကျတော့ပတ်စံတော့အများကြီးတော့အကုန်ခံပြီးတော့မဝယ်လိုက်တယ်ဒါပေမဲ့တုံမဲ့ account အနေနဲ့အဲအရှိရပြောသလိုမျိုးပေါ့ဒီ၃ခုလာပြီးတော့မှမပြေဆုံးဘူးဆိုလဲကျမတို့ကဘာဖြစ်သွားလဲဆို software ဝယ်တဲ့ပတ်စံကအလဟတ်တာဖြစ်သွားတာပေါ့ တော့ software တော်တော်များများပေါ့နော်ဒီ lesson version တို့ဆိုလဲကျွန်တော် try version ပြီးပါတယ်ပြောတော့ပြ try ဆိုရင်တလပြီးရပေါ့နောက်တလနဲ့တလအတွင်းမှာကျွန်တော်တို့တုံးကြည့်ပေါ့နော်ကိုယ့်ရဲ့ transition တွေတဲ့ကြည့်အဲ့တော့ဘယ်လိုအဆင်ပြေလဲမပြေလဲဓာတ်မျိုးတွေပြင်မျိုးမှာချိန်လို့ရတယ်တချို့ software ကြတော့သူက transition နဲ့တွားတယ်ပေါ့ဟို SQL ဆိုရင်သူက transition အကြောင်း၅ရပြီးရပေါ့ နော်အကြောင်းအရာဒီကျမတို့တွင်ကြည့်ပေါ့နော် တွင်ကြည့်လို့မှအဆင်ပြေလားပြည်တယ်ဆိုရင်တော့ကျမတို့သူ့ဝင်ပြီးတော့မှသုံးလို့ရတယ်ပေါ့အဲ့တော့ပြောချင်တာဟို software ကိုပဲအကုန်ကြောက်ခံလိုက်လို့လည်းမရဘူးပေါ့နော်ဒါလည်းကျမတို့အများကြီးကြာရတယ်နော် software ကိုနော်သိမ်း20ကုန်ရတယ်သိမ်း50ကုန်ရတယ်60ကုန်ရတယ်ဒါပေမဲ့လိုချင်တဲ့ report မရလောက်ဘူးပေါ့ ဲကကြတော့တုံတဲ့ယူဇာပုံမှာလည်းအများကြီးမူတည်ရပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ချိန်ဖို့လိုတာပေါ့နောက်ကိုလုပ်ငန်းနဲ့ kait တဲ့ software ရွေးတဲ့ဖို့လိုတယ်။ software ကိုပဲကျွန်တော်တို့ကပတ်စံအကုန်ခန့်လိုက်ရုံတင်တဲ့လေ မရဘူးပေါ့။တော့သုံးနေယူစားအနေနဲ့လေဒီသုံးခုစလုံးပြည့်စုံမှပဲအဆင်ပြေတာပေါ့။အဲ့တော့မှပဲကျမတို့လိုချင်တဲ့ report တွေရလာမှာပေါ့။အဲ့တော့ software သုံးလိုက်ရင်တော့ဘယ် software ပဲဖြစ်ဖြစ်ပေါ့နော်။သူကအများကြီးကျမတို့ဒီ menu ကသုံးတာလည်းဆိုင်တော့သူကအများကြီးတက်တော်ရတယ်ပေါ့။ တော့မင်းရွယ်တုံးရတဲ့အလုပ်ရဲ့တုံးမှုတပုံတော့ပဲသူကလုပ်ရတော့အဲ့တော့အကောင့်တက်အနေနဲ့လည်းသူမှ overload ဖြစ်တာကိုသူအများကြီးတတ်တာတော့တယ်ဘတ်ဂျက်လိုလိုချင်တဲ့ report ကိုသူကချက်ချင်းပေးနိုင်တယ်အဲ့တော့ overload တွေရော့ပါတဲ့အတွက်တခြားတော့အရေးကြီးတဲ့အပိုင်းပေါ့နော် management အပိုင်းဒီ decision making အပိုင်းဒီမှာဘတ်ရှင်ကိုသူကပြန်ပြီးတော့မှအများကြီး support လုပ်နိုင်တာပေါ့အဲ့တော့ကျမတို့အမြင်နဲ့အဲပြောရင်ပေါ့နော်အကြံပေးပါလို့ပြောရင်တော့ဘတ်ရှင်နေနဲ့လည်း ကိုလုံငန်းနဲ့နော်ဘယ်ဆောင်ဝင်နဲ့အဝင်ခွင့်ကြဖြစ်မလဲပေါ့အဲပတ်ရှင်တယောက်ထင်းနေမရအောင်ဆိုလေဒီသုံးမဲ့ accountant နဲ့ပေါ့နော်ကျွန်တော်တို့အလို driver ရှင်နေစမ်းကြည့်ပေါ့စမ်းကြည့်ပြီးတော့မှအစဉ်ပြေတဲ့ software ကိုရွေးချယ်ပါပေါ့တကယ်လို့အကုန်ကြအရင်လုံးဝမကုန်ချင်ဘူးနော် software တဲ့လုံးဝမကုန်ချင်လို့ဆိုလေဒီ free ရတဲ့ software တွေစမ်းကြည့်ပေါ့နော်ကိုလုံငယ်အတွက်အစဉ်ပြေတဲ့ဆိုလေအဲဒါ ကောင်းတာပဲပေါ့နော်တမမွေအစ်စံနဲ့သွားမလားပေါ့နော်အစ်စံနဲ့ဒီကျွန်းချင်းနဲ့ဆရာလေးဆရာမလေးကိုကျမတို့အလုံး format ပေါ့နော်ကိုလိုချင်တဲ့အဲ report ရအောင်လို့ဟိုအဲ့လိုမျိုးတွေလည်းအဲ့လိုရပါတယ်အဲ့ဒါဆိုလဲကျမတို့ကဟို menu ရတဲ့သွားရတဲ့ဆိုင်တော့ အများကြီးတော့အဆင်ပြေတာပဲပေါ့ဒါပေမဲ့အေးစမ်းမတော့တခုရှိတာကကျမတို့ကအကုန်လုံးကတော့ link တွေချိန်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ဟိုတခုခုကျမတို့ကမာပြီးတော့မှဒီလီလုံးမိတာတခုခုလုံးမိတာဆိုရင်တော့အကုန်လုံး formula တွေအောက်သွားပြီးတော့မှအကုန်လုံး report ကပေါက်တကယ်တွေထွက်လာမှာပေါ့အဲရလေးတခုတော့နည်းနည်းလေးတော့တတိထားဖို့တော့လိုရပါတော့ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်